အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ကျွန်တော်ကတော့ကိုအောင်ခန့်ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ခဲဆက်ဆက်ကလူသားတွေကိုအံ့ဩသေးခဲ့တဲ့အေယမတရဝါကြီးတွေရဲ့အကြောင်းကိုတက်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အဲဒါကတော့ Jurassic နဲ့ Cretaceous ခက်တင်မှာကဘာကြီးကိုလွှမ်းမိုးခဲ့တဲ့ Sauropod Dinosaur တွေရဲ့အကြောင်းပဲဖြစ်ပါတယ် Sauropod လို့ပြောလိုက်ရင်အေယမလယ်ပင်ခြေကြီးတွေနဲ့ကောင်းကင်ကုန်ပေါ်ပြီးအရွယ်ဆောင်နေတဲ့မြင်ကွင်းတွေကိုရုပ်ရှင်ထဲမှာမြင်ဖို့မှာပါဒါတကယ်ကိုမှန်ပါတယ် စောလိုပေါ်တွေကကိုမောင်မှာလမ်းလျှောက်ခဲ့တဲ့တံတားတွေထဲမှာတော့အကြီးဆုံးတံတားတွေဖြစ်ပြီးတော့တချို့မျိုးသိတွေကသလိုချင်ရင်အထက်ဆယ်ထဲရှိတဲ့အစာအုပ်လောက်ထိကြီးမားပါတယ်။သူတို့ရဲ့ level တွေကအလွန်ရှည်ပြီးတော့အသက်ပြင်ထိပ်ပြားကတက်ရွက်တွေကိုလွယ်လွယ်ကူစားသုံးနိုင်ပါတယ်။သူတို့ရဲ့ခြေတော်တွေကတော့တုတ်ခံပြီးတော့ဒီရမခန္ဓာကိုယ်ကြီးကိုထောက်ပံ့ပေးနိုင်ပါတယ်။သူတို့ရဲ့အမိတွေကလည်းအလွန်ရှည်ပြီးခန္ဓာကိုယ်နဲ့ချိန်ကြီးဖို့နဲ့ရာယူတွေကိုတိုက်ခိုက်ဖို့အတွက်အသုံးပြုကြပါတယ်။ဒါပေမဲ့သူတို့ရဲ့ဥကောင်းကတော့ ခန္ဓာကိုယ်နဲ့ရှင်နိုင်ရင်သေးသေးလေးပဲဖြစ်ပါတယ်။ဇော်လိုပေါ်တွေဟာအပင်သားတိုင်းလူတော်တွေဖြစ်တဲ့အတွက်တပင်တွေချုံပင်တွေနဲ့အခြားပင်တွေကိုစားသုံးကြပါတယ်။သူတို့ကအုပ်စုတိုင်းနေတိုင်းပြီးရွှေပြောင်းသွားလာလေးရှိပါတယ်။ဇော်လိုပေါ်တွေဟာအမြဲတမ်းငြိမ်းချမ်းတဲ့တံပါးတွေတော့မဟုတ်ပါဘူး။သူတို့ဟာဒိုင်နိုဆိုဆောက်လို့ခေါ်တဲ့အသားသားဒိုင်နိုဆိုဆောက်တွေရဲ့တိုက်ခိုက်မှုကိုအမြဲတမ်းခံကြရပါတယ်။သူတို့ဟာ သူတို့ရဲ့ကြီးမားတဲ့ကိုလုံးကြီးတွေနဲ့အမိတွေကိုသုံးပြုပြီးရန်သူတွေကိုကာကွယ်တိုက်ခိုက်ခဲ့ကြပါတယ်။စောရဘော်တွေဟာဥတွေကိုအုပ်စုလိုက်ဥတတ်ကြပါတယ်။အကောင်ပေါ့ဖို့အတွက်ရပောင်းများစွာကြားရပါတယ်။အကောင်ပေါ့လာတဲ့အခါမှာတော့ဒိုင်နိုဆောတွေတွေဟာကြီးထမှုများတဲ့အတွက်မိခင်ရဲ့သောင်းချောင်းမှုမလိုအပ်ပဲအသက်ရှင်နိုင်ကြပါတယ်။စောရဘော်တွေရဲ့မျိုးသစ်တွေကအလွန်ကိုများပြားပါတယ်။အဲဒီထဲမှာအာဂျင်တီးနိုဆောတဲ့ပါရာကိုဒီတန်နဲ့ ဇော်ရိုပိုစီတို့နဲ့လိုအကြီးဆုံးဒိုင်နိုဆောမျိုးစေ့တွေလည်းပါဝင်ပါတယ်။ဇော်ရိုပေါတွေဟာဒိုင်နိုဆောတွေရဲ့အကဲမှာအလွန်ထင်ရှားတဲ့အုပ်စုတွေပဲဖြစ်ပါတယ်။သူတို့ရဲ့ကြီးမားတဲ့အရွယ်သားနဲ့အထူးခြားတဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေဟာသူတို့ကိုတခြားဒိုင်နိုဆောတွေနဲ့မတူအောင်ထူးခြားစေခဲ့ပါတယ်။သူတို့တွေရဲ့မျိုးလုံးကလည်းပြည့်စုံတဲ့ပတ်သက်ပြီးသီအိုတီများစွာရှိခဲ့ပါတယ်။အဲဒီထဲကမှနှစ်ခုကိုပြောပြပေးခြင်းပါတယ်။လွန်ခဲ့တဲ့နှစ်သန်းပေါင်း66သန်းလောက်ကဥက္ကပြန်တစ်ခုဟာ မက္ကဆီကိုနိုင်ငံရဲ့ယူကန်နာကျွန်းဆော်ကိုတိုက်ခိုက်ခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုကြောင့်အကြီးကျယ်ပွားပွဲမှုတွေဖြစ်ပွားခဲ့ပြီးတော့ဖုံးဖုံးတွေနဲ့မိဂိုတွေဟာကမ္ဘာလေတွေကိုပြန်နှံသွားခဲ့ပါတယ်။ဒီဖုံးဖုံးတွေနဲ့မိဂိုတွေဟာနေရောင်ခြေကိုပိတ်ဆို့ထားတဲ့အတွက်ရာသီဥတုဟာအကြီးကျယ်ပြောင်းလဲသွားခဲ့ပါတယ်။အပင်တွေဟာနေရောင်ခြေမရတဲ့အတွက်သေးဆုံးခဲ့ပြီးတော့အပင်သားဒဏ်လူစောတွေကလည်းအစာမရတဲ့အတွက်သေဆုံးခဲ့ကြရပါတယ်။အသားသားဒဏ်လူစောတွေကလည်း အပယ်သားထန်သူစောတွေတည်ဆုံးတဲ့အတွက်ကြောင့်အစာမရတဲ့အတွက်တည်ဆုံးခဲ့ကြရပါတယ်။နောက်တစ်ခုကတော့မီးတောင်းနေပွားကွန်းခြင်းကြောင့်မှဖြစ်ပါတယ်။မီးတောင်းပွားကွန်းမှုတွေအားလည်းဒိုင်နိုဆောတွေမျိုးတုံးခဲ့ရတဲ့အကြောင်းရင်းတွေကတခုဖြစ်တယ်လို့ယူဆကြပါတယ်။မီးတောင်းပွားကွန်းမှုတွေဟာအစိတော့ဖြစ်နေတဲ့ဒိုင်းငွေတွေနဲ့ဖုံဖုံတွေကိုလေတူတဲ့ပုံထုတ်လွှင့်ပေးပါတယ်။ဒီဒိုင်းငွေတွေနဲ့ဖုံဖုံတွေဟာရာသီဥတုပြောင်းလဲနေပြီးတော့ဒိုင်နိုဆောတွေရဲ့ရှင်သန်မှုကိုထိခိုက်စေခဲ့ပါတယ်။ဒါကြောင့်ဒိုင်နိုဆောတွေဟာ ဥက္ကပြန်တိုက်ခိုက်မှုနဲ့မိတော်ပေါက်ကွမ်းမှုတွေကြောင့်မျိုးတွန်းသွားခဲ့တယ်လို့အများစုကယူဆကြပါတယ်။ဒီနေ့ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ဆော်လိုဘော်တွေရဲ့အကြောင်းကိုစိတ်ဝင်စားကြမယ်လို့မျှော်လင့်ပါတယ်။ဒေါက်တာစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုလည်းပြောပြပေးဖို့မှာပဲဖြစ်ပါတယ်။ဒီနေ့ရဲ့ဗီဒီယိုလေးကနေပြီးတော့ဘဝသုဒ္ဓတသုံးနေရာရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။ဒီနေ့ရဲ့ဗီဒီယိုလေးကတော့တော့ပါပဲ။အဆုံးထိကြည့်ပေးတဲ့အတွက်ဒီဗီဒီယိုအချင်းဒီတိုင်းကိုလည်းကျေးဇူးတို့တင်ရှိပါတယ်။